မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ပဇုံတော်မြို့နယ်မှာကျင်းပနေတဲ့ရေချော်ပွဲစည်းတမ်းကိုစစ်ကောင်စီကဘုံခွဲပြီးတော့တော်လိုင်းရဲတပ်များအပေါ်ပြည်သူလူထုအထင်မြင်လွဲမစေရေးအတွက်အပြစ်ပုံချတဲ့လောက်ရများကိုကျူးလွန်လှုံ့ဆော်လာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရေချော်ပွဲစည်းကိုရန်ကုန်မှာ မနေ့ကစတင်ပြီးတော့ကျင်းပလျက်ရှိပြီးတော့တော်လိုင်းအင်အားစုများအနေနဲ့ပြည်သူလူထုထိခိုက်အောင်ပြုလုပ်မှာမဟုတ်ကြောင်းပြောဆိုထားပါတယ်။ဒါပေမဲ့စေကောင်စီကတော်လိုင်းတပ်များနဲ့ပြည်သူများကြားမှာအထင်အမြင်လွဲမှားစေရန်အတွက်လှုံ့ဆော်လာနိုင်တယ်လို့သိရပါတယ်။ဘုံပေါက်ကွဲမှုတစုံတရာဖြစ်ပေါ်လာပါကစေကောင်စီကပြုလုပ်ချင်းတာဖြစ်ပြီးတော့တော်လိုင်းတပ်များကအခုလိုမျိုးပြုလုပ်မှာမဟုတ်ဘူးလို့၎င်းကပြောဆိုထားပါတယ်။မနေ့ကနိုဝင်ဘာလ22ရက်နေ့ညပိုင်းကစပြီးတော့ရန်ကုန်မြို့ပဇွန်တော်မြို့နယ်ရေကျော်ဈေးပွဲတော်ကျင်းပနေတဲ့အချိန်တိမ်ဖြူလမ်းထောင်းကနေပြီးတော့ဘိုးကျောင်းဆက်လမ်းမအထိအကြမ်းဖက်စစ်ကောင်စီရဲ့ ဲ့အရွက်ဝထောက်လန်းရေးများကင်းမုံများအများပြားရှိနေတယ်လို့တွေ့ရပါတယ်တော်လိုင်းအင်အားစုများအနေနဲ့လည်းပြည်သူလူထုထိခိုက်နေနာစေမဲ့လှုံ့ဆော်ချက်မျိုးကိုမလှုံ့ဆော်ရန် NUG အစိုးရကာကွယ်ဝင်ကြီးဌာနကရခိုင်ကလေးကညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မြို့မှာရှိတဲ့မြည်သည့်တော်လိုင်းရေးအင်အားစုကမှပြည်သူလူထုထိခိုက်အောင်မလုပ်ပါဘူး။ကျွန်တော်တို့ NUG MOD အောက်ကနေတွားနေတဲ့တော်လိုင်းရေးအင်အားစုတွေကိုလည်းပြည်သူလူထုများပြားတဲ့နေရာတွေပြည်သူလူထုထိခိုက်နေနာစေမဲ့နေရာတွေမှာမလုပ်ဖို့အရင်ကလေးကညွှန်ကြားထားတာတွေရှိပါတယ်။ ်ပြည်သူလူထုထိခိုက်မယ်မြည်သည့်အလုံမျိုးကမှမလုပ်ပါဘူးလုပ်ရင်လည်းအကြမ်းဖက်စစ်တပ်ကသာလုပ်ပါလိမ့်မယ် ကျွန်တော်တို့ထုတ်ပြန်လိုက်တာကလည်းပြည်သူလူထုအသွားလာစင်ကြင်ကြဖို့ထုတ်ပြန်လိုက်တာပါလို့မြောက်ကလာပါမျိုးနဲ့ပြည်သူကာကွယ်တပ်ဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။နှစ်ဆယ်နှစ်တိုင်းကျင်းပလေရှိတဲ့ရေကြော်ပွဲစည်းတမ်းကို2020ခုနှစ်ကိုဗစ်ကာလကစတင်ပြီးတော့ပိတ်သိမ်းခဲ့ပြီးစစ်အာဏာသိမ်းတဲ့ကာလမှာလည်းပိတ်ပင်ထားခဲ့ရာအခု2024ခုနှစ်မှာအကြမ်းဖက်စစ်ကောင်စီကပြန်လည်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရေကြော်ဈေးပွဲတော်ကိုစစ်ကောင်စီကနိုဝင်ဘာလ22ရက်နေ့ကနေနိုဝင်ဘာလ26ရက်နေ့အထိ9ရက်တာကျင်းပမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တထုံမြို့နယ်တူနာဝရီမြို့တိန်စိရက်ကွာဒန်ကိုစီဆိုင်အနီးမှာကြောင်းပုတ်ပြီးတော့ပြန်လာတဲ့စစ်တပ်ကားတစီအနီးကတိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးထိခိုက်ဒေဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗင်ဘာလ22ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှတိန်စိအထက်တန်းကျောင်းထဲကိုကြောင်းပုတ်ပြီးတော့ပြန်လာတယ်။ တထုံအခြေဆိုင်အမှတ်9ချင်းမြတ်တရင်ကစစ်ကားတစ်စီးကိုလက်နက်ကိုင်အဖွဲ့တစ်ခုကစောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်တပ် lobby Telegram channel တွေမှာဖော်ပြထားတဲ့ CCTV ရုပ်သံမှတ်တမ်းအရလက်နက်ကိုင်အဖွဲ့ဝင်9ဦးနဲ့အထက်ပါတဲ့ probot ကားတစ်စီးဟာဒန်ကိုစီးဆိုင်အနီးမှာအသင့်စောင့်ဆိုင်းပြီးတော့မှအနီးကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ စစ်ကားအနီးကတိုက်ခိုက်ခံရပေမဲ့ရပ်တန့်သွားတာမရှိဘဲအရှိန်ပြင်းနဲ့ဆက်လက်ပြီးတော့မောင်းနှင်သွားတာတွေ့ရပြီးတော့အဲ့ဒီနောက်မှာတော့လက်နက်ကိုင်အဖွဲ့ကလည်းကားနဲ့ချက်ချင်းပြန်လှည့်ပြီးတော့ထွက်သွားတယ်လို့သိရပါတယ်။ဒီပြစ်ခတ်မှုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးဒဏ်ရာရရှိခဲ့တယ်လို့စစ်တပ် lobby တွေကအတည်ပြုထားပြီးလက်ရှိမှာစေကူတပ်မှုခံယူနေရတယ်လို့သိရပါတယ်။တိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီတပ်တွေကတိုက်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာအနီးပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေကိုလုံဆောင်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ဒီတိုက်ခတ်မှုမှာ KNY အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်တပ်မတော် PDF ပူးပေါင်းအဖွဲ့တွေလုံဆောင်ခဲ့တာဖြစ်တယ်လို့စစ်ကောင်စီဘက်ကစွပ်စွဲထားပါတယ်အမှတ်6ချင်းမြန်တပ်ရင်းကစစ်ကားတစီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့တထုံအခြေစိုက်တော်လိုင်းတပ်ဖွဲ့တွေထံကိုဆက်သွယ်မေးမြန်းထားပေမယ့်လက်ရှိအချိန်အထိအကြောင်းပြန်လာတာမရှိသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာတရုတ်နဲ့စစ်ကောင်စီတို့လုံခြုံရေးပူးတွဲအဖွဲ့ကစောင့်ရွက်မယ်ကြောက်ဖြူအထူးစည်းဝါရေးဇုံစီမံကိန်းလုံခြုံရေးအတွာတရုတ်လက်နက်ကိုင်တပ်ဖွဲ့ကိုခေါ်ယူမှဖြစ်ပြီးအထူးစည်းဝါရေးဇုံစီမံကိန်းရဲ့ပတ်ဝန်းကျင်မှာအစ်စ်မြင့်ဂျမ်းမာများတပ်ဆင်ခြင်းထောက်လန်းရေးဒရုန်းများချထားခြင်းနဲ့မိုင်းများတပ်ဆင်ခြင်းများကိုလုံဆောင်ရန်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်မှာတရုတ်နိုင်ငံကယင်းနှိမ့်မြုံနှံထားတဲ့ကြောက်ဖြူအထူးစည်းဝါရေးဇုံစီမံကိန်းကိုကာကွယ်ရေးအတွာတရုတ်နဲ့စစ်ကောင်စီတို့ ူရဲဆောင်ရွက်တဲ့လုံခြုံရေးအဖွဲ့ကိုဗိုလ်ချုပ်ကျော်ရွှေထွန်းကဦးဆောင်ပြီးတော့တရုတ်လုံခြုံရေးများဤပညာရှင်များပါဝင်ဖွဲ့စည်းထားရာများမကြာမီမှာအထူးစည်းပွားရေးဇုံစီမံကိန်းအတွက်လုံခြုံရေးအစီအမံများကိုစတင်ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။ကြောက်ဖြူဇုံမှာ လုံခြုံရေးနည်းပညာတွေတက်ဆင်ရုံမကပါဘူးစွမ်းအားဖြင့်ဂျမာတွေတက်ဆင်ဖို့အဆင့်မြင့်ကင်းထောက် drone တွေကိုဖြန့်ကျက်ဖို့နဲ့စီမံကိန်းပတ်ဝန်းကျင်ကိုကျူးကျော်ဝင်ရောက်မှုတွေမလုပ်နိုင်အောင်ဖြားအားပြင်းတဲ့မိုင်းတွေကိုထောင်ထားမှာတွေလည်းပါဝင်ပါတယ်တရုတ်နိုင်ငံဘက်ကလက်နက်ကိုင်တပ်ဖွဲ့တွေပါရောက်ရှိလာမှာဖြစ်ပါတယ်ရောက်ရှိလာမဲ့လက်နက်ကိုင်တပ်ဖွဲ့ရဲ့လူဦးရေကိုတော့မသိရသေးပါဘူးအဓိကစီမံကိန်းလုံခြုံရေးနဲ့တရုတ်နိုင်ငံသားပညာရှင်နဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးကိုအဓိကတာဝန်ယူပေးမှာဖြစ်ပါတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အခု November လအတွင်းမှာကြောက်ဖြူအထူးစီးပွားရေးဇုံရဲ့လုံခြုံရေးအတွက် စစ်ကောင်စီနဲ့တရုတ်တို့ပါဝင်တဲ့လုံခြုံရေးအဖွဲ့ကိုပူးတွဲဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ကြောက်ဖြူအထူးစည်းပွားရေးဆောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကျော်ရွှေထွန်းနဲ့တရုတ် CITIC Group Company တို့ကတာဝန်ရှိသူများတရုတ်လုံခြုံရေးအဖွဲ့ဝင်များတရုတ်နည်းပညာရှင်များပါဝင်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီနဲ့တရုတ်တို့ကြားမှာအကျိုးတူပူးပေါင်းတဲ့လုံခြုံရေးကုမ္ပဏီ Joint Venture Security Company တီထောင်ရေးအတွက်လုပ်ငန်းကော်မတီတရက်ကိုတီထောင်ပြီးတဲ့နောက်ကြောက်ဖြူစီမံကိန်းအတွက်စစ်ကောင်စီနဲ့တရုတ်ပူးပေါင်းထားတဲ့လုံခြုံရေးအဖွဲ့ကို ဖုတ်ပူမိလိုက်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကြောက်ဖြူစီဝါရေးစုံဥက္ကဋ္ဌဖြစ်သူဗိုလ်ချုပ်ကျော်ရွှေထွန်းဟာလက်ရှိမှာတောင်ပိုင်းရေဒက်ကိုကဲမှုဌာနချုပ်ဌာနချုပ်မှူတာဝန်ကိုထမ်းဆောင်နေတဲ့ရေဒက်ဗိုလ်ချုပ်တဦးလည်းဖြစ်ပြီးတော့2023ခုနှစ်အတွင်းမှာ၎င်းကိုကြောက်ဖြူအထူးစီဝါရေးစုံစီမံခန့်ခွဲမှုကော်မတီရဲ့ဥက္ကဋ္ဌအဖြစ်နဲ့စစ်ကောင်စီကခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကိုးပင်ကျေးရွာအနီးမှာရှိတဲ့အိန္ဒိယအကူအညီနဲ့တိစောက်ထားတဲ့အမှတ်၄စက်မှုတင်တန်းကျောင်းမှာစစ်တပ်ကဝင်ရောက်တပ်ဆွဲပြီးတဲ့နောက်ကျောင်းအတွင်းထဲကပျက်စီးများကိုခိုးထုတ်ရောင်းချနေမှုတွေကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလအတွင်းမှာပခုတ်ကူမြို့နယ်တပ်မတရားစစ်ကြောင်းကအမှတ်၄စက်မှုတင်တန်းကျောင်းမှာလာရောက်နေထိုင်ခဲ့ပြီးတော့ကျောင်းအတွင်းထဲကဆက်ပျက်စီးများတင်ထောက်ကူပျက်စီးများအားလုံးကို ခိုးယူဖြုတ်ချတဲဆောင်ပြီးတော့ရောင်းစားသွားတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ယခုခါအဲ့ဒီစက်မှုတင်တန်းကြောင်းကိုပြူစောထင်းနဲ့စစ်တပ်ထောက်ခံတဲ့အဖွဲ့များကအဓိကလုံခြုံရေးတာဝန်ယူထားပြီးတော့နေ့စဉ်ကြောင်းအတွင်းတွေကခုံနဲ့ပရိဘောကများပါမကြမ်းခိုးယူရောင်းစားနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလအတွင်းမှာပခုတ်ကူတက်မှတရတက်ကစစ်ကြောင်းကကြောင်းမှလာနေပြီးတော့အဖိုးတန်ပစ္စည်းတွေစက်ပစ္စည်းတွေအကုန်လုံးကိုဖျောက်ပြီးတော့ခိုးယူပြီးတော့တဲရောင်းသွားတယ်။ အဲ့ဒါပြီးတော့ပြူစော်တီပြည်သူစစ်နဲ့စစ်ကောင်စီအုပ်စုနဲ့ပတ်သက်တဲ့အောက်ခြေကလူတွေကအကြောင်းကိုလုံခြုံရေးယူတယ်လို့လို့နဲ့ပစ္စည်းအတူအဆပရိဘောကနဲ့ရှိသမျှဟာတွေအကုန်ဖြုတ်ပြီးတော့ရောင်းစားနေတယ်အခုတည်းအထိကိုရောင်းစားနေတော့မယ်လို့ကြောင်းတရင်အင်းမြစ်ကပြောဆိုထားပါတယ်ပခုတ်ကူမြို့နယ်ကိုပင်ကျေးရွာအနီးမှာရှိတဲ့အမတ်လေးစက်မှုတင်တန်းကြောင်းကိုနည်းမြေလုံခြုံရေးစိတ်မချရတဲ့အတွက်ကြောင်းဆက်လက်ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲပိတ်ပင်ထားခဲ့ရတာ ကြောင်းပြန်လည်းမဖွင့်နိုင်တော့ဘဲအခုနောက်ဆုံးစစ်တပ်နဲ့ပြူစောထီးများကပစ္စည်းများကိုလူရက်ခိုးယူရောင်းချနေကြခြင်းဖြစ်တယ်လို့သိရပါတယ်။ကြောင်းကပစ္စည်းတွေခိုးယူရောင်းချနေတဲ့အုပ်စုတွေကစစ်တပ်ကထုတ်ပြန်ထားတဲ့စိုင်းကယ်၂ယောက်မစည်းရတော့ည9နာရီနောက်ပိုင်းညမထွက်ရအမိန့်တွေကိုဂယူးဆိုင်ဆရာမလိုဘူးစိုင်းကယ်တစ်စီးတဲ့ကိုလူ3ယောက်စီးပြီးတော့ညတကောင်အချိန်ထိပါပစ္စည်းတွေတည်ယူပြီးတော့ရောင်းချနေတာပခုတ်ကူမျိုးပေါ်ကအဟောင်းပစ္စည်းဆိုင်အများစုကအဲ့ဒီပစ္စည်းတွေမှန်းသိလို့မဝယ်ရဲပေမဲ့ စစ်ကောင်စီအုပ်စုနဲ့ပေါင်းထားတဲ့ဆိုင်ကဆိုင်ကတော့အကုန်ဒိုင်းခံပြီးတော့ဝယ်ပေးနေတယ်လို့ပခုတ်ကူမျိုးကဒေသခံတူကပြောဆိုထားပါတယ်။ပခုတ်ကူကိုပင်ရွာအနီးမှာရှိတယ်။အမှတ်၄စက်မှုတင်တန်းကျောင်းဟာစက်မှုဝင်ကြီးဌာနလက်အောက်မှာရှိပြီးတော့2021ခုနှစ်မှာအိန္ဒိယနိုင်ငံအစိုးရကထောက်ပံ့ထားတဲ့အိန္ဒိယရူပီငွေ1484သန်းနဲ့ HMT International Company ကဖြည့်ဆည်းပြီးတော့ပံ့ပိုးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့နယ်နဲ့တနင်္သာရီတိုင်းကျိုးစုမြို့နယ်တို့မှာပြည်သူ၉ဦးကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁၉ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကမုံရွာမြို့နယ်တောင်ဘက်ချမ်းမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထုတ်ဝင်ရောက်ခဲ့ပြီးတော့ဗန်းစီကျေးရွာကအမျိုးသား၂ဦး၊မုံရွေးကျေးရွာကအမျိုးသား၃ဦးနဲ့အမျိုးသမီး၃ဦးတို့ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ရွှေမြင်းတင်တောင်မှာရှိတဲ့ PDF စခန်းတစ်ခုကိုဝင်ရောက်စီးနှင်ခဲ့ပြီးတဲ့နောက်အဲ့ဒီ PDF စခန်းအနီးနားဝင်းကျင်မှာရှိတဲ့ကျေးရွာများကို စစ်တပ်ကဝင်ရောက်စီးနှင်းပစ်ခတ်ခဲ့ရမှာပြည်သူ၄ဦးကို PDF ဆိုပြီးတော့ဆွဆွဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ရွှေမြင်းတင်တောင်နာမှာရှိတဲ့ PDF စခန်းမှာလက်နှုတ်တက်နှက်တွေရတယ်။တော်လိုင်းရဲဘော်တွေဖမ်းမိတာတော့မရှိဘူး။အဲ့ဒါကိုသူကနှိစက်တဲ့ရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့ပြည်သူ၄ဦးကို PDF ဆိုပြီးတော့ဖမ်းတာ။ ဖမ်းသွားတာကတော့ပြည်သူအယောက်20ကျော်ပါတယ်လို့ဒေသခံတရင်းရင်းမြစ်ကပြောဆိုထားပါတယ်စစ်တပ်ရဲ့ဖမ်းဆီးမှုခံရသူများဟာဗန်စီကျေးရွာကကိုငိမ့်နဲ့ကိုဝေလင်းသူမုံရွေးကျေးရွာကကိုဝင်းစော်နဲ့မချောစုတို့ဖြစ်ပြီးတော့လက်ရှိစစ်တပ်ကစစ်ကြောင်းထုတ်ရာတလျှောက်ခေါ်ဆောင်သွားပြီးတော့ညှဉ်းပန်းနှိပ်စက်နေတယ်လို့သိရပါတယ်စစ်တပ်ကတပ်ဖြတ်မဲ့အခြေအနေလည်းရှိတယ်လို့သိရပါတယ်သူတို့သတင်းထုတ်ပြန်တာက PDF ဆိုပြီးတော့သတင်းထုတ်ပြန်ထားတော့ တက်ဖြတ်ပြစ်မဲ့အန်ဒီရရှိတယ်အဲ့ဒီလိုတက်ဖြတ်ပြစ်ခဲ့တာတွေလည်းရှိတယ်သခိုင်းနဲ့မန္တလေးက PDF တွေမိပြီဆိုရင်တက်ပြစ်လိုက်တာများတော့စိုးရိမ်စရာကောင်းပါတယ်လို့ဒေသခံသတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိမှာ စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွာမုံရွာမြို့နယ်ဘန်စီမိဘန်ဝခိတကန်အပါအဝင်ကျင်းရွာပေါင်းခွနခုကပြည်သူအယောက်၄000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အလားတူပဲတနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာလည်းစစ်တပ်ကရဲသားပြည်သူ၅ဦးကိုအကြောင်းမဲ့ဖမ်းဆီးထားကြောင်းဒေသခံပြည်သူများကပြောဆိုထားပါဗျ။နိုဝင်ဘာလ18ရက်နေ့ညနေ၄နာရီခွဲအချိန်ကမှဝါရည်ရွာလေစိတ်မှာတတ်ဆွဲထားတဲ့စစ်တပ်ကိုဘိတ်ခေအပြည်သူကာကွယ်ပူးပေါင်းဆက်ကြောင်းနှစ်က drone နဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက် November လ17ရက်နေ့ကစစ်တပ်ကဝါရင်ရွာကလင်မယား2ဦး၊စမ်းသိပ်ရွာကလင်မယား2ဦး၊အိမ်တော်ရှင်အမျိုးသမီး2ဦးစုစုပေါင်း5ဦးတို့ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့သူတွေကအရက်သားတွေပါ။သူတို့ကသူတို့သွာလာလှုပ်ရှားစားတောက်နေရင်းနဲ့အပြစ်မရှိအပြစ်ရှာပြီးတော့အဖမ်းခံရတာပါလို့ဒေသခံသတင်းရင်းတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ